အဲ့လိုပေါ့ကိုဝါသနာပါတာတော့တကယ်တကယ်ကတော့အဲ့လိုမျိုးရုပ်ရှင်တွေရိုက်နေရတာကိုပျော်တယ်ပြီးလို့ရှိရင်ဒီချမတို့ဗီဒီယိုဖြစ်သွားဆိုရင်မင်းသားညီမနေရတို့ပြီးလို့ရှိရင်ဒရမာဆင်းတွေငိုရရဲ့ဆင်းတွေအများစုဆိုရင်အာချမမျိုးနုနဲ့လိုက်တယ်ချမမျိုးနုကိုခေါ်တုံးရမယ်ဒီနေရာလေးဆိုချမနေပဲအဆင်ပြေရဆိုပြီးတော့ရှူတင်မန်နေဂျာတွေရဲ့ပါဇက်ဖျားတို့ပရိုဂျူဆာတွေရဲ့ပါဇက်ဖျားမှဆိုကိုနမဲလေးကအဲ့လိုမျိုးလေးအများအမ်းပြောခံရတယ်ပေါ့နော်အခုကျတော့လုံးဝရုပ်ရှင်လောကနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာကျတော့ကိုမရှိလဲတခြားလူတွေအစားထိုးပြီးတော့ရိုက်ကြမှာပဲလေနော်ဒါကတော့လောကနိယာမှာပဲဆိုတော့ အကယ်လို့အဲကိုယ်ပြန်ပြီးလိုအပ်တယ်ဆိုရင်တော့လေကိုကရိုက်ချင်ပါတယ်ဟုတ် ဇက်ကားတွေကတော့ဒီချမ်းမြေကိုကန်လန်းလာတဲ့ဇက်ကားလေးတွေရဲ့နောက်ပြီးကြတော့ချမ်းမြေဒီဘက်မှာလည်းအလုံးနဲ့အာအားလက်တဲ့အချိန်လေးရဲ့ပြီးတော့ကိုနဲ့လိုက်ဖက်မယ်ထင်တဲ့ character လေးဆိုတော့ချမ်းမြေလက်ခံပြီးတော့ပြန်ရိုက်ဖြစ်ပါတယ်ဟုတ်အနည်းစုပေါ့နော်ဟုတ်စီဝါရေးတွေဘာညာရင်လည်းပဲလေအဲ့နာမှာအချိန်ကြီးကုန်သွားတော့လေရုပ်ရှင်လောကနဲ့နည်းအဆက်ပြတ်သလိုဖြစ်သွားပေါ့နောက်ပြီးကြတော့လည်းချမ်းမြေဒီမှာမန်လေးမှာပဲဆိုင်ရလည်းဖွင့်ပြလိုက်တာဆိုတော့လေ2023မှာဒီဆိုင်ရစာဖွင့်ပြသွားဆိုတော့တော်တော်များများစီးပွားရေးပဲလုပ်တော့တယ်ပြီးတော့ရန်ကုန်မှာလည်းမหนีဖြစ်တော့မန္တလေးမှာပဲပြန်ပြီးပြောင်းနေဖြစ်သွားရဲဆိုတော့လေ ရုပ်ရှင်မြိုက်တော့လို့လည်းထင်ကြပါရဲ့ပေါ့အဲ့တော့ကျတော့မခေါ်ပြတော့တာပေါ့အဲ့လိုပေါ့ကိုဝါသနာပါတာတော့တကယ်တကယ်တော့အဲ့လိုမျိုးရုပ်ရှင်တွေရိုက်နေရတာကိုပျော်တယ်ပြီးလို့ရှိရင်ဒီကိုရဲ့အမှုပညာမောင်နှမရဲ့နေပေါ့နော်ဟီဟာနဲ့ရှူတင်မှာတွေ့လို့ရှိရင်လည်းစားလိုက်နောက်လိုက်အဲ့လိုမျိုးလေးတွေဖြတ်တန်းတဲ့ပေါ့တော့ပိုပျော်တာပေါ့နော်ဒါပေမဲ့လည်းဒါကလည်းကိုရဲ့ဒါမိဘလက်ငုပ်လက်ရင်းလည်းဖြစ်တယ်အဖိုးဖွားလက်ထက်ကလေးကလုပ်ငန်းလည်းဖြစ်တယ်ဆိုတော့ကိုလက်ထက်မှာလည်းပို့ပြီးတော့အာရောင်းဝယ်တဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်တရောင်းတနေရာလေးနဲ့ပါဝင်ခြင်းနဲ့ဆန္ဒလေးလည်းရှိရကြောင်းလို့ဒီဘက်ကိုလည်းလုပ်ဖြစ်တာပါ ို့ဖြတ်တန်းခဲ့ရတဲ့ဒီအမှုပညာလောကမှာပေါ့နော်ပိုးစားဝင်တဲ့ချိန်ကနေဒီလိုနေရာအထိရောက်ဖို့ဖြတ်တန်းခဲ့ရတာတွေကိုပြန်ပြောမယ်ဆိုရင်တော့တချို့ကလေအာအပိုတွေပြောနေရပါလို့သိရမလားဒီလောက်ကြီးလည်းမခက်ပါဘူးအဲ့လိုမျိုးထင်ကောင်းထင်နိုင်လိမ့်မယ်ဒါပေမဲ့ချမ်းမြေတို့ဖြတ်တန်းခဲ့ရတဲ့အချိန်မှာကိုရီဒီအမှန်ကန်ကိုအရန်ကိုစူးစမ်းခဲ့ရတာဒီလောက်အနေထားရောက်ဖို့ပေါ့နော်အဲအခုအဲ့လိုပြောလို့တချို့ကပြောလိမ့်မယ်အာသူကဘာတူလဲသူ့ကိုမသိဘူးသူကဘာကားရိုက်ထားလဲအဲ့လိုမေးကောင်းမေးနိုင်တယ်မေးတဲ့လူလည်းရှိမှချက်မသိရဲ့ဒါပေမဲ့ အခုတတိုင်းပြည်လုံးတိုင်းတာအနေနဲ့ကိုယ့်ကိုမသိခဲ့ဘူးဆိုရင်တော့မှကိုစူးစမ်းခဲ့ရတာတွေကိုအချိန်တွေအများကြီးပေးဆက်ခဲ့ရတယ်ဒီအလုပ်ပေါ်မှာအများကြီးယူသူခဲ့ရတယ်ကိုနဲ့ကိုမိသားစုအတိဆုံးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုနေရာတခုသူတို့ပြောသလိုတတိုင်းပြည်လုံးမသိဘူးဆိုရင်တော့မှအခုလက်ရှိကိုယ့်ကိုသိနေတဲ့အနေအထားကအာကိုကျင်းနေပါတယ်ပေါ့နော်ကိုစူးစမ်းခဲ့ရတာနဲ့စလို့ရှင်ပေါ့နော်ကျင်းနေပါတယ်ပြီးတော့ကြတော့ကိုရဲ့အရေးချင်းအစ်စ်မန်နေပဲဒီနေ့ဒီချိန်ဒီလျှောက်လန်းခဲ့ရဖြစ်တဲ့အတွက်လေးပြလေးတန်တယ်ပြီးတော့ကြတော့ကိုကိုတကယ်အားပေးရသူတွေလည်းအရင်ကျေးဇူးတင်တယ်ဟာ အငယ်လေးနဲ့ဆိုပထမဆုံးစုံမှုကတော့ဘဲကွဲပေါ့နော်မတ်သွန်ဆက်ပထမဆုံးမင်းသမီးဆိုင်ရတဲ့ကဗီဒီယိုကပေါ့နော်အဲ့ဒီကမှဆိုချက်မရကိုပြည့်စင်တဲ့အတွဲပေါ့အမတ်သွန်ဆက်ကတော့အင်္ဂလီနဲ့အတွဲပေါ့အဲ့ဒီကားလေးဆိုလည်းဒါလည်းအမှတ်တရရလည်းအများကြီးပဲပြောကြအင်္ဂလီနဲ့လည်းအဲ့ကားပြီးကြတဲ့ကလည်းနောက်ပိုင်းမှာဇက်တိုက်လေးဆုံးပြစ်သူလူဖြစ်သွားတာပေါ့ဟုတ်အိမ်မှာကတည်းက channel ကို live ပို့မယ်လို့ပြောပြီးခေါ်လာခဲ့ရလीနင်ကဘာလို့ခုမှပြောင်းလို့ဆိုလိုက်ဖြစ်တာလဲ မတုံးဆက်နဲ့လည်းဆင်တယ်လို့ပြောကြရဲမတုံးဆက်ကတော့တရုံမှလေးပေါ့နော်ချမ်းမြေကတော့တရုံမဟုတ်ဘူးဒါပေမဲ့မျက်နှာနဲ့တရုံမျက်နှာနဲ့သွားဆင်တော့လေနှစ်ယောက်တွေ့တဲ့အချိန်မှာတော့အညီမခန်းဆိုတကယ်ညီမနဲ့တွေ့လို့ပြောကြပါတယ်ဟုတ်ဟုတ်မှားခံရတာရှိရဲအာတခါကျရင်ချမ်းမြေပေါ့ဒီလိုမျိုး မျက်လုံးတိတ်ပြောမျက်လုံးမှာဒီ share rate ဘာကြီးတိတ်မထည့်ဘူးလို့အိုင်လိုက်နိုင်ပိုင်းမဆွဲတဲ့အခါမျိုးဆိုမှ30နဲ့မှာခံရတဲ့ရှိအပြင်ဒီဘက်သွားလို့ရှင်30လားမသိဘူးလို့ပါအဲ့လိုပြောကြအရင်တော့ကျမကြီးရန်ကုန်မှာနေများတာဒီချက်လေအသားပူဖြူလဲပေါ့နော်အဲ့တော့じゃအသားဖြူလားဆိုပို့ပြီးမှာခံရအခုတော့ ਨੇ အညိုစင်လေးဖြစ်လာအမန်လေးမှာနေတာကြတော့လေဟုတ်မှ30ကလည်း तू ကတော့ ငါတို့မြောက်တဲ့ညီမခန်းရိုက်တာတော်တော်တူရလို့ပြောကြတယ်ပြောကြအဲ့ကားမှသူကဘဲခွဲလေးလောက်တာဆိုတော့ယောက်ျားလေးလူလေးဝေးရတယ်ဆိုတော့လေအဲချစ်ချစ်လဲချစ်တယ်သူ့ကိုလည်းချစ်ဖို့လဲကောင်းတယ်အဲသူနဲ့တွေ့ပြီဆိုရှူတင်မှာဖက်ပြီးတော့အဲ့လိုဓပုံလေးရိုက်ကြတချို့ကမသိအဲ့တော့ဆိုမတုံးဆက်ကလည်းမျက်နှာသစ်ပဲရှိတရားအရင်မသိသေးသူပထမဆုံးပွဲဥတော့ကားဆိုတော့အဲဘဲရသွားလားလို့ပါတော့ရုပ်ချင်းစင်နေတော့အဲ့လိုလေး comment တွေရေးကြအဲ့ဒါလေးမတည်ရဘူးဟုတ်နင်လည်းမလားပြောနေတဲ့ကိုရောက်နင်လည်းနင်းစိတ်နဲ့နင်လည်းငါလည်းငါစိတ်နဲ့ငါလမ်းမယ်ကျမတို့ဗီဒီယိုခစ်သွားဆိုရင်မင်းသားညီမနေရတော့ ပြီးလို့ရှင် drama scene တွေငိုရရဲ့ scene တွေအများစုဆိုရင်အာချမ်းမင်းမျိုးနိုးနဲ့လိုက်တယ်ချမ်းမင်းမျိုးကိုခေါ်တုံးရမယ်ဒီနေရာလေးဆိုချမ်းမင်းနဲ့ပဲအဆင်ပြေရဲဆိုပြီးတော့ shooting manager တွေရဲ့ပါဇက်ဖျားတို့ producer တွေရဲ့ပါဇက်ဖျားမှာဆိုကိုယ့်နာမည်လေးကအဲ့လိုမျိုးလေးအများတန်းပြောခံရတယ်ပေါ့နော်အခုကျတော့လုံးဝရုပ်ရှင်လောကနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာကျတော့ကိုမရှိလဲတခြားလူတွေအစားထိုးပြီးတော့ရိုက်ကြမှာပဲလေနော်ဒါကတော့လောကနိယာမှာပဲဆိုတော့အကယ်လို့အဲကိုယ့်ကိုပြန်ပြီးလိုအပ်တယ်ဆိုတော့လေကိုကရိုက်ချင်ပါတယ်ဟုတ်အရင်တော့ဆိုရင်တော့ဒါကတော့ ဇက်လန်းနေရတောက်လျှောက်ရရတော့တကားနဲ့တကားတိုက်လို့ပေါ့နော်အဲဒီနေ့ဒီရက်ပဲရိုက်ချင်တယ်ဒါပေမဲ့ကိုကလည်းတခြားကားကိုအဲ့ဒီအဲ့ရက်မှာရိုက်ရမှာရှိနေလို့လွတ်ခရရတိုင်းလည်းရှိရဲအဲ့လိုမျိုးဆိုရင်အဲစားမွေအိမ်မပြောဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ ကိုရိုက်ချင်တယ်ကိုကဘာနေနေအကုန်ရိုက်ချင်တာဘာကားလေးလာလာအရန်ရိုက်ချင်ခဲ့တဲ့အချိန်ဆိုတော့လေအဲ့လိုမျိုးလက်လွတ်ရတဲ့အချိန်ကြီးဆိုတော့ဝမ်းနေရတာပေါ့အဲမမေနဲ့နှစ်ယောက်သားအဲ့လိုမျိုးပြောပြောပြီးလို့ရှိရင်ဝမ်းနေအဲ့ဒီအချိန်လေးရှိခဲ့ရအောင်ပေါ့ဒါအခုဒီကိုလာပိုင်း16ဆိုတမ်းမရဲ့ဒီဆိုင်ကနှစ်နှစ်ပြည့်တော့မှာပေါ့နော်အဲစဖွင့်တဲ့အချိန်ကြီးကနေအခုချိန်ထိရတော့အမြဲတမ်းတယောက်မဟုတ်တယောက်ကအမြဲတမ်းချက်မျိုးမှတ်မိရလာပြီးဆိုတော့အော်ဒီဆိုင်ညီမလေးဆိုင်လားညီမလေးကားကြီးကြည့်ဘူးလေအားပေးရအာဒါညီမလေးဆိုင်မှမသိဘူးမအားဆင်ချောက်ကောင်ဆိုင်မို့လို့ပဲဝင်လာတာနောက်လဲအားပေးမယ်အဲ့လိုမျိုးလေးတွေပေါ့ဒါလေးတွေတော့ခဏခဏကြားရတဲ့စကားလေးပေါ့